အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့စတီဗန်ပါဒီနေ့ကျွန်တော်ပြပေးမယ့်ကားကကျွန်တော်တို့ Mazda Titan 2005 model တန်ကားတစ်စီးပဲဖြစ်ပါတယ်ဗျဒီကားကကျွန်တော်တို့ မြေပြန့်ဒေသမှာသုံးမယ်ဆိုရင်တော်တော်လေးအသုံးတည့်ပြီးတော့ကျွန်တော်တို့ဈေးလည်းတော်တော်လေးလွတ်တယ်ဗျဒီကားကလေဒါမဲ့ဒီကားကတော့ကျွန်တော်ရောင်းမိသားပဲဗျကျွန်တော်ပြည်သက်တွေကြည့်လို့ရအောင်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုလုပ်ပေးလိုက်ပါတယ်ဗျ အာဒီကားကကျွန်တော်တို့ရှေ့လေးနောက်လေးတော့မဟုတ်ဘူးဗျရှေ့ဘတ်တာဖြစ်တယ်ရှေ့ဘတ်တာကျွန်တော်တို့ခြေက꽌နေဗျဘတ်တာကမ꽌နေလာတယ်꽌စပရင်နဲ့လာတယ်ပြီးရင်အနောက်ကကျွန်တော်တို့လေးဗျအနောက်လေးအပေါ်ဆွဲဖြစ်တယ်ဗျကားတစ်စီးလုံးကတော့တော်တော်လေးတန်တယ်ဗျကားတစ်စီးလုံးပတ်လဲစေးသားတွေအများကြီးကျန်သေးတယ်ကားကျော်တော်တော်လေးလာသေးတယ်ဗျရုပ်လည်းတော်တော်လေးလာတယ်ဗျမော်ဒယ်က2005မော်ဒယ်ဖြစ်သွားပြီရုပ်ကလည်းတော်တော်လေးလာတယ်ဗျ အတွင်းကန်းနေမှာကတော့ကျွန်တော်တို့ driver ဘက်ကခုံကတော့အပေါက်ပြဲရှိတယ် driver ဘက်ကခုံမှာအပေါက်ပြဲတွေရှိမယ်အတွင်းကန်းကတော့တားညစ်ပတ်တဲ့ထင်မှာတော့မပါဘူးဗျအတွင်းကန်းအတင်းအတင်းလေးတန့်ရှင်းတယ်အတွင်းကန်း liker တွေလည်းတော်တော်လေးကြံသေးတယ်ဗျအတွင်းကန်း liker တွေလှသေးတယ်ကျွန်တော်တို့အတွင်းကန်းတားပီတီတာမျိုးတော့မရှိသေးဘူးဗျကီလိုနေထဲမှာဆိုတော့ဒီကားကကီလို3သိန်းကျော်ပဲရှိသေးတယ်ဗျကီလို3သိန်းဆွဆုံးမှရှိအောင်ပဲပြီးရင်ဒီကားကကျွန်တော်မှန်ရှိုးမှန်ကောက်ပြေးပါတယ်ဗျ ကျွန်တော်အရင်ကတော့ကားတစီဒီလိုကားမျိုးဝယ်ဘူးတယ်အဲ့ဒီကားကျွန်တော်ကားမှာတော့ဒီလိုမျိုးမန်ရှိုးမန်ကောက်မပါဘူးဗျဒီကားမှာတော့ပါတယ်အဲကွန်းတွေပါတယ်လဲအေးတယ်ဗျအဲကွန်းအေးတယ်အဲကွန်းခလုတ်တွေလည်းအကလုံးအလုံးလုံးတယ်ဗျဒီကားကကျွန်တော်တန်ကားပထမဆုံးစကိုင်းမှုဒီကားနဲ့ဗျအာကျွန်တော်တို့ engine power လည်းတော်တော်လေးကြီးတယ်ပြီးလို့ရှိရင်စီစားလည်းတက်တာတယ်ဗျခိုင်းရတာလည်းတော်တော်လေးတော့အဆင်ပြေတယ် ဈေးလေးလည်းတင့်တယ်ဗျဈေးတန်းတော်တော်လေးတင့်တယ်ဂီယာတွေအားလုံးအဆင်ပြေတယ်ဗျဂီယာတွေဝင်တယ်ဂီယာကြက်တာညက်တာမျိုးမရှိဘူးဒါကျွန်တော်ဂီယာလေးဆက်မြှောက်ပေးတယ်ဗျဒီစီယာဒန်စီယာဒန်นี่လဲလက်ရတာအဆင်ပြေတယ်ဗျစီယာဒန်၄တာမျိုးမရှိဘူးဗျစီယာဒန်ပေါ့ပေါ့ပပပဲလဲလို့ကောင်းတယ် ပြီးရင်အစောကစကားလေးကျွန်တော်ဆက်ပြီးပြောမယ်ဆိုရင်ဒီကားကိုကျွန်တော်ပထမဆုံးစဝယ်ပူတော့တော်တော်လေးသဘောကျတယ်ဗျာကားအရန်ခိုင်းရတာအဆင်ပြေတယ်ဈေးလေးလည်းတင့်ပြီးတော့ဒါမဲ့ဒီကားကကျွန်တော်ပါအားနဲ့ချက်ရှိလဲဆိုတော့ရှေ့ကဘတ်တာဖြစ်နေတဲ့အတွက်ကျွန်တော်တို့လန်တာကျန်တဲ့နေရာတွေဂျိုင်းဂျိုင်းညီခွက်တွေဒါပေါ်တဲ့နေရာတောင်းမယ်ဆိုတော့ဒီသူကားရဲ့ဘိုက်အောင်နဲ့အဲ့ဒီနေရာတွေမလုပ်ဘူးဗျတိုက်မိတာမျိုးရှိတတ်တယ်အဲ့ဒါလေးတော့အဆင်မပြေဘူးဗျကျန်တာကားလုံးအားလုံးကတော့အဆင်ပြေတယ် ကတော်တော်လေးခိုင်းလို့ကောင်းတယ်အယုံဆွဲလည်းကောင်းတယ်စီစားလည်းတက်တာတယ်ဗျပြီးရင်ကျွန်တော်တို့ဟိုဘလို့လဲတန်ကားဝယ်ဖို့အတွက်ဈေးမတက်နိုင်တဲ့လူတွေအတွက်ပထမအဆုံးဒီလိုကားမျိုးလေးတွေစပြီးတော့ခိုင်းကြည့်တဲ့နဲ့ကျွန်တော်ထင်တယ်ဗျဈေးနှုန်းလေးလည်းရှုတာတယ်ကျွန်တော်တို့ဒီကားအကြောင်းလေးပြန်ပြီးတော့ဆက်လိုက်အောင်ဗျအခုမှဒီကားကဒီတန်းနေပါလေလဲအားလုံးအလုံးလုပ်တယ်ဗျတန်းမောင်းတန်းဆွဲလိုက်ရမယ်ဒီတန်းကတက်လာပြီကျွန်တော်ဒီရာကို တန်းကိုအဆုံးပြီးတော့လမ်းမမရောက်ဘူး။အပေါင်းဆိုတော့ဒီကားအနောက်ထဲမှာကားနောက်ဘုံတွေပါတွေထည့်ထားတဲ့အတွက်တန်းအဆုံးပြီးတော့လမ်းမမရောက်ဘူး။အဆုံးပြီးတန်းလာလို့ဆိုပြီးနောက်ဘုံကပြုတ်ကျသွားတာဖြစ်တဲ့အတွက်နေငယ်ပဲလမ်းပျက်ထားတယ်ဗျ။ပါတီတော်တော်လေးလာတယ်ဗျဒီကမှာ frame နဲ့တန်ကြီးတက်တာတွေအဆွေးတွေပါတွေဘာမှလုံးဝမရှိဘူးဗျ frame တော်တော်လေးရှင်းပြီးတော့တော်တော်လေးလာတယ် ပြီးရင်ဒီကားက KG 3000ဗျ KG 3000ဖြစ်တဲ့အတွက်ကျွန်တော်တို့ weight လည်းနည်းနည်းများများပို့ပြီးတော့တင်လို့ရမယ်ဗျအိမ်အိမ်ကနည်းနည်းပို့မြင့်သွားတဲ့အတွက် weight များများတင်လို့ရနိုင်တယ်အစည်းလုံးပတ်လည်အနေထားကတော့တွေးတဲ့အတိုင်းဗျတော်တော်လေးလာတယ်ကားကျော်ရတယ်စပယ်ယာဘင်းတွေပါတယ်အစားအလုံးပါတာပြီးသားအပြည့်စုံပါပြီးသားပဲဗျကျွန်တော်တို့ဒီအနောက်ဘက်မှာဆိုရင်လည်းအနောက်ဘက်မှာဂျပန်လာတဲ့ဘေးပေါင်အကာလီတွေကအစားပါတယ်ဗျ ဂျန်ကင်းအောက်ဘက်မှာတော့တန်ကြီးနည်းနည်းပါးပါးတော့ရှိတယ်ဗျဒါပေမဲ့ဂျန်ကင်းမှာဆွေးတာပါတယ်ဆွေးတာတွေပါတယ်ဘာမှမရှိဘူးဗျ hydraulic လဲတော်တော်လေးလှတယ် hydraulic မှာစီဆိုတာစိတ်နာမရှိဘူး frame နေဆိုရင်ဒီမှာ frame ရဲ့အတွင်းဘက်တွေဆိုလို့ရှိရင်ကျွန်တော်တို့တန်ကြီးရာတွေပါနေဘာမှမရှိဘူးပြရှင်းပြီးတော့လာတယ်ပြီးရင်ဒီကောင်ကအပေါ်ဆွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ frame အကြီးပေါင်းအကြီးနဲ့လာတယ်ပြအပေါ်ဆွဲဖြစ်သွားတဲ့အတွက် စီတိုင်ကီရလည်းစီတိုင်ကီမှာပိန်နှံဆိုင်နေပါမှမရှိဘူးကြာဝေဆိုင်နေတဲ့တော့ဒီကောင်ဆက်လျှောက်ဝေဆိုင်ပဲလာတယ်ကြာဘရောင်းအုံမီမှာလည်းစီဆိုတာစိတ်နှံမရှိဘူးဒီရေကျွန်တော်တို့ဒီလေးခုံအပေါ်မှာထိုင်ထားတဲ့အပေါ်ဆွဲဖြစ်တယ်ကြာ နောက်ကကြံကင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကြံကင်းမှာပိန်နာဆိုင်နာဘာမှမတွေ့ရဘူးဗျကျွန်တော်တို့ပြောမယ်ဆိုရင်ကြံခင်းစေတောက်လို့ရတဲ့အနေအထားတော့ရှိတယ်ဗျကြံခင်းကညီပြီးတော့ချောမွေ့နေရပဲဗျဒီကောင်က 4H L1 engine နဲ့လာတယ်ဗျ engine က 4H L1 engine နဲ့လာတယ်ဒီ engine က စီစားတက်တာတယ်ဗျာကျွန်တော်တို့စီစားတက်တာတယ်ပြီးရင်အယုံအဆွဲလဲထွက်တယ်ဗျာပါဝါထွက်တယ်စီစားတက်တာမယ်ဒီကားကကျွန်တော်တို့အင်ဂျင်နည်းနည်းလေးတော့ခါနေတယ်ဗျာဘာလို့ဆိုတော့ဒီကောင်ကနော်ဆယ်လေးတွေပြန်ပြီးတော့လှုပ်ရှားရှိတယ်ဗျာဒီကားကအင်ဂျင်တော့နည်းနည်းလေးတော့ခါနေတယ်အငွေ့တွေဘာတွေတော့မရှိဘူးဗျာဒီကားကနေဒါကျွန်တော်နှိုးထားတာဆိုရင်အင်ဂျင်တော်တော်လေးတော့ပုံနေပြီအငွေ့တွေဘာတွေဘာမှတော့မရှိဘူးဒါရှိရဲ့သူ့ဟိုတာပေါ့ လေးမဟုတ်ဘူးဗျာမှာ point နဲ့ထည့်ပေးထားတယ် point spray နဲ့ထည့်ပေးထားတယ် shift button ဗျာအဲ shift button ဖြစ်တဲ့အတွက်ကျွန်တော်လမ်းကျန်းနေသွားမယ်ဆိုအဲ့ဒီ buy out တွေကမလွတ်ဘူးဗျာကျွန်တော်အောက်ကလမ်းကျန်းနေ jack quad တွေများတဲ့နေရာဆိုညပြန့်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဗျာညင်ညင်ညောင်းလည်းတော်တော်လေးစီးလို့ကောင်းတယ်ပြန်မှာဆိုလို့ရှိရင်တော့ ူတို့ဒါဂျပန်မှာဆိုလို့ရှိရင်တော့တော်တော်လေးစိန်ကြတဲ့ကားလို့ပြောရမှာပြကျွန်တော်တို့မြန်မာပြည်လမ်းနေနဲ့ဆိုတော့ဒီကားကအနည်းလေးတော့အဆင်မပြေဖြစ်တယ်ပြ။ဘာလို့ဆိုတော့ကျွန်တော်လမ်းနေရတိတဲ့အချိန်ပဲ Chinese ကွက်တွေနဲ့လမ်းနေဆိုးတာဟုတ်သူတို့ဂျပန်မှာဆိုလို့ရှိရင်တော့အေးစစ်စစ်ငိမ့်ငိမ့်ညံ့ညောင်းနဲ့စီးလို့ကောင်းတဲ့ကားတစ်စီးတော့ဖြစ်မယ်ဗျ။အဲအင်ဂျင်ကတော့ကျွန်တော်တို့အပေါ်ချမ်းမှာစီးဆိုတာလေးတွေတော့ရှိတယ်ဗျ။အပေါ်တိုက်ပစ်ပုံစီးမလုံလို့စီးဆိုတာဒီလောက်ပဲရှိတယ်ဗျ။ပြည့်စက်ကြီးကြီးမားမားတော့ဒီအင်ဂျင်တုံတာပေါ့။အင်ဂျင်တုံတာကျွန်တော်တို့ဒီ နော်ဇယ်တွေဖြုတ်ပြီးတော့ဆေးလိုက်မယ်ဆိုရင်တော့အင်ဂျင်တုံးတာပြဿနာမရှိတော့ဘူးဗျပျောက်သွားမယ်ခေါင်းဝင်းအောက်ဘက်မှာလည်းပေါက်တာပြေးတာမရှိဘူးဆေးသားတွေအများကြီးကျန်သေးတယ်ဗျကျွန်တော်တို့ခေါင်းရဲ့ဒီခေါင်းမရှန်ခေါင်းရဲ့ခေါင်းမှာပိန်တာရှိုက်တာမရှိဘူးဗျကျွန်တော်တို့ဒီနေဒီပါတွေစားထားလို့ဆေးနည်းနည်းလေးပြက်နေတာတော့ပဲရှိတယ်ဗျကျန်တာတော့ဘာမှမရှိဘူးဗျ ျွန်တော်ကားကိုနည်းနည်းဆန်းပြီးတော့ပတ်ပြီးတော့မောင်းပြပေးမယ်ဗျကားကဒီအင်ဂျင်နည်းနည်းတုန်နေတာပြင်မဲ့ကျွန်တော်တို့ဒီမောင်းဆန်းတဲ့အခါမှာအယုံဆွဲလေးတော့ရှိနေသေးတယ်ဗျကျွန်တော်တို့အယုံဆွဲနည်းနည်းလေးကြံနေသေးတယ်မောင်းလို့အဆင်ပြေသေးတယ်ဗျကောင်းသေးတယ် ီအစစ်မြင့်ဒီလိုမျိုးအစစ်မြင့်ကားတွေမှာဒီကားမျိုးပေါ့နော်ဒီလိုမျိုး Mazda Titan ဒီလောက် model 2005 2000 2005 2003 model တွေမှာများသောအားဖြင့်ဒီပြည့်ချက်ကပါတယ်ဗျ engine တုံတဲ့ပြည့်ချက်ပေါ့ဘာလို့ engine တုံလဲဆိုတော့သူကဒီ nozzle တွေပေါ့သူသူ့ nozzle တွေကကျွန်တော် EFI ဖြစ်တဲ့အတွက် C လုံးဝတက်တန့်လင်းထဲမှာအဆင်ပြေတယ်ဗျ C တန့်မှရမယ် C မတန့်ဘူးဆိုလို့ချင်းကျွန်တော်အဲ့ဒီ nozzle မှာတွားပြီးတော့ C ကြီးတွေပိတ်တာနဲ့ဒီ engine က nozzle အလုံးမလုတ်တဲ့အတွက် ဥမာ nozzle နှလုံးလောက်အလုံးမလုံးတော့ဆိုဒီ engine ကနည်းနည်းလေးတုံပြီးတော့ခါလာပြီဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အထက်က nozzle တွေကိုဖြုတ်မယ်ဖြုတ်ပြီးတော့ nozzle ဆိုင်ပို့မယ်လဲတင်လဲလဲမယ်ဆေးလို့ရရင်လဲဆေးလိုက်ရင်ဆိုရင်တော့ပြန်ပြီးတော့အဆင်ပြေသွားတယ်ဗျအယုံဆွဲတွေပြန်ကောင်းလာတယ်သူ့ပြဿနာတော့ဒါပဲဗျအအရင်ကကျွန်တော်ဝယ်ဘူးတဲ့ကားလဲဒါမျိုးပဲဗျအဲ့လိုပုံစံမျိုးပဲပထမဆုံးကျွန်တော်ဝယ်ဘူးတဲ့ကားပေါ့အဲ့ဒီကားကလည်းအဲ့လိုပဲဗျကျွန်တော်ဒီ engine ကခါနေတယ်ခါနေရအဲ့ဒါကျွန်တော်ဒီ nozzle လေးတွေဖြုတ်ပြီးဆေးပြီးတော့ ပြန်ပြီးပြန်တက်လိုက်တော့အဆင်ပြေသွားတယ်ဗျလဲတင်တဲ့ဟာလေးလဲလိုက်တယ်ပေါ့နော်ဆယ်လေးလဲတင်တဲ့အလုံးကြီးလဲတယ်စီးလို့ရတယ်အလုံးကစီးပြီးတော့ပြန်ပြီးတော့ပြန်တက်လိုက်တာအဆင်ပြေသွားတယ်ဗျအာအဲ့ဒီကားကကျွန်တော်ခိုင်းတာဆိုလို့ရှိရင်ဘယ်လောက်ထိခိုင်းလိုက်ရလဲဆိုလို့ရှိရင်အာနှစ်နှစ်သုံးနှစ်ဝင်းကျင်လောက် AC ခိုင်းလို့ရတယ်ဗျကျွန်တော်ဘာမှလှုပ်ဆရာမလိုဘူး engine wire ပုံမှန်လေးလဲပြီးရုံပဲ engine wire ပုံမှန်လဲတယ်ကားရဲ့တခြားဝေယဝစ်စာတွေဥမာ င်ကြိုအမဲစီထိုးတာတို့ဘာတို့ဒီလောက်ပဲလုတ်ပြီးရတယ်ဗျကျန်တာဘာမှထပ်ပြီးတော့မဖြစ်တော့ဘူးဗျဆူဆူဟာပြီးတော့စီတက်တန်လေးယူပြီးတော့ထည့်ပြရတာပေါ့အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအချိန်ပြီးတော့ကြည့်ရှုနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျကားနဲ့ပတ်သက်တဲ့နောက်ထပ်ဗီဒီယိုအသစ်တွေထပ်ပြီးတော့ကြည့်နိုင်ဖို့ကျွန်တော် channel ကို subscribe လုပ်ထားနိုင်ပါတယ်ဗျ